အနုအာဏနာဖျားကြီးရဲ့နောက်ွယ်မှစိတ်ဝင်စားဝရအကြောင်းရာများပကံမာဖျားပေါင်းများစွာရှိပါလျက်နဲ့ထုဓမယံညံသဘိညုအနုအာဏနာလို့ဘာကြောင့်ဒီဖျားတွေကပဲနာမည်ကွက်ပြီးတော့ကြီးကြရတာလဲပကံဖျားချင်းတူတူဒီဖျားတွေကဘာလို့လူပြောပုံများနေရတာလဲဒီဖျားတွေကတခြားဖျားတွေနဲ့ကွဲထွက်ပြီးဘာရင်းများထူးခြားနေတယ်လဲ ီမေခိုးနေကိုဇက်တိုက်မင်းလိုက်တဲ့ခါမှာပရိသတ်ကြီးတို့လည်းခိုင်နှုံးနဲ့အတူတူပကန်းရဲ့ထူးခြားသမိုင်းကြောင်းတွေကိုဆက်စုကျင်သွားလိမ့်မယ်လို့ထင်မိပါတယ်။ဒါကြောင့်ဒီနေ့ရွှေဘူ channel video လေးမှာဆိုရင်တော့ပကန်းရဲ့ဖះများစွာရိယာမအနုအာနန္ဒာလို့နာမည်ကြီးတဲ့ဖះကြီးရဲ့နောက်ွယ်ရလူသိမ့်မသိသေးတဲ့ဇေဝင်စားဝယ်ရာချက်လက်တွေကိုဖော်ထုတ်သွားမှာပဲဖြစ်ပါတယ်။ပကန်းနေကြီးတစ်ခုလုံးရဲ့အနုစိတ်အကြဆုံးနဲ့အသက်ပေဆုံးဖျားကိုပြပါဆိုရင်အာနန္ဒာစီတော်မြတ်ကြီးကိုပြရမှာပဲဖြစ်ပါရဲ့ ရှင်ရောင်အနုတုခုမလက်ရာတွေနဲ့အနုစိတ်ပုံဖော်ထားတဲ့အတွက်ကြောင့်ခေဆဆသမိုင်းထဲမှာထူးခြားတဆူဖြစ်တဲ့ရက်တည်နိုင်ခဲ့ပြီးဖရာကြီးရဲ့အစိပ်ပိုင်းတစ်ခုချင်းစီတန်းဟာဆိုရင်လေစိတ်ဝင်စားဖို့ကောင်းပါတယ်အနန္တဖရာကိုဝင်လိုက်ပြီးဆိုရနဲ့လှိုင်းကူအတွင်းမှာတည်ထားတာတွေကိုပထမဦးစွာမယိုးမယွှခံစားမိပါလိမ့်မယ်။ဒီဖရာကိုကျန်စက်သားမင်းကြီးကအေဒီ1090မှာစတင်တည်ထားကိုးကွယ်ခဲ့လို့မှတ်သားထားရပါတယ်။ဖရာတဲတုန်းကတော့ နန္ဒဖះလို့သာရိုးရိုးရှင်းရှင်းဘွဲအမည်တတ်မှတ်ခဲ့ပြီမဲ့လေနန္ဒဆိုတဲ့စကားလုံးကနေကာလရွေးရှားလာတဲ့အခါမှာအနန္ဒပညာလို့ပြောင်းလဲခဲ့ပါတယ်။အဲဒီကနေတဆင့်ထမံရွေးရှားရင်းနဲ့အာနန္ဒလို့ဖြစ်လာခဲ့တာပါ။ဒီဖះကြီးရဲ့အတွင်ဘက်လေးဝင်လေးထွက်စနစ်နဲ့အလင်းရောင်စနစ်တွေဟာဆိုရင်တော့ဗကံခိရဲ့ဘိတုကပညာတွေကိုဖော်ပြလို့နေပါတယ်။တိဆောင်ထားတဲ့ဒုနဲ့တယိုးဖြော်ဆက်ပုံတွေအရဆိုရင်လေလ ీల ာစရာအချက်တွေဖြစ်လို့နေပါတယ်။ လိုင်ကူအောင်ချိန်မှာဆိုရင်တော့မန်နက်စစ်တီတွေကိုအောင်းနိုင်ငံပါဝင်မြစွာဖရားရဲ့ဇက်ကြီးဆယ်ဘက်တရုတ်ဖော်ပုံတွေကိုတွေ့ရမှာဖြစ်ကရှားပါအမွေနေ့ဖြစ်မွန်ပမာချစ်ကြည်ရေးတွေကိုအထူးအာရုံစိုက်ခဲ့တဲ့ကျန်စစ်သားမင်းကြီးရဲ့မွန်စာမှတ်တမ်းတွေကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်ဒါအပြင်အာနန္ဒာဖရာရဲ့မဝါမှာဆိုရင်လေရှေးခေတ်တသားတကားကြီးတွေဒီကနေ့တိုင်းရှိနေသေးတာကြောင့်အနုတုခုမလက်ရာတွေကိုတဝါကြီးကြည့်ရှုလို့ရတာပါ အဲ့ဒီကနေရှေ့ဆက်သွားမယ်ဆိုရင်တော့ကန္နာကူရီတိုင်းရဲ့အလဲမန်တိုင်း၄ဘက်မှာမဝါဘက်ကိုမျက်နှာမူနေတဲ့မတည့်ရက်ကိုရောကြီးတွေ၄စုရှိလို့နေပါတယ်ဖျားလူကြီးတွေရဲ့ပြောပြချက်အရဆိုရင်တော့အဲ့ဒီဖျားတွေကိုဗရကဘာမှာပွင့်ခဲ့ပြီးတဲ့ကကုတန်ကောနာကုံကတပခောရမစတဲ့ဖျားလေးစုကိုရီမှန်းပြီးပူဇော်သွန်းလုပ်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။ နှမျိုးဖို့ကောင်းတာကဖခင်ကြီးရဲ့မူလနေရန်စေရေးပစီရိယာဆိုရင်တော့ပြန်ရင်းသွားရှာပြီးမြမရှေးသူအဖွဲ့နဲ့အိန္ဒိယပညာရှင်အဖွဲ့ကအခုခါပြန်လည်ထုတ်ဖော်ဖို့စ조사နေရလို့တွေ့ရပါတယ်။လက်ရှိမှာဆိုရင်တော့ပြုပြင်ပြီးမှတွေ့ရတဲ့စေရေးပစီတချို့ပါနေပကံခေဝက်စားစင်ရင်ထုံးဖွဲ့မှုတွေကဆလာလို့ပကံခေကာလအခြေအနေတွေကိုပါတစေတစောင်းလေးလာခွင့်ရရှိနိုင်ပါတယ်။ ဒါကြောင့်အနုစိတ်တဲ့ဒုက္ခမလည်းရများစွာနဲ့အာနန္ဒာဘုရားကြီးဟာဆိုရင်ဒီကနေ့တိုင်ကြောကြားထင်ရှားနေစေဖြစ်တာကဗာပညာရှင်များကတော့ဘုရားကြီးရဲ့တပည့်မှုတွေနဲ့တမိုင်းကြောင်းတွေကိုစိတ်ဝင်တစားဖော်ထုတ်နေရလို့သိရပါတယ်ရှင်ဒီနေ့ရွှေဘူ channel ကနေထုံးလင်းပေးခဲ့တဲ့ကြောင်းရာတွေကိုကြိုက်နေတက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်အသေးသေးသောကြောင်းရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်ဆက်လက်ချက်ကင်အားပေးကြပါအောင်လို့ပြောချင်တဲ့နှုတ်ဆက်ပါရစေရှင်